168နာရီရုပ်ရှင်ဇာတ်ကားရိုက်ကိုစင်မှာတရုတ်ဆောင်နေနေဝင်ပူတာကိုကိုရိုင်းကြုံခဲ့ရကြောင်းထုတ်ပြောလာခဲ့တယ်မြင်မြင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြင်မြက်ကတော့မြေစာရုပ်ရှင်ဇာတ်ကားကြီးမှာ CB ဝင်တဲ့တယောက်လိုပုံစံမျိုးနဲ့ပြပြပြင်းတရုတ်ဆောင်ပြနိုင်ခဲ့ပြီးတဲ့နောက်ခုဆက်လက်ပြီးတော့သူရိုက်ကိုထားတဲ့168နာရီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်လို့တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုထိတ်လန့်တုံ့လောက်စွာထုတ်ဖော်ပြောကြားလာခဲ့ပါတယ် တရုတ်ရှင်ဇာကားကြီးကိုရိုက်ကူးစဉ်ဇဝင်ကန်တခုမှာအခြားသရုပ်ဆောင်တယောက်ရဲ့နေဝင်ပူရာကိုမြင်းမြက်ကတွေ့ခဲ့ရတာဖြစ်ပြီးအဆိုပါမြေခွင်းပေါ်မှာမြင်းမြက်ကအခုချိန်ထိမျိုးလုံးတွေကနေမထွက်သေးဘဲနဲ့ဖြစ်နေကြတာပါ168နာရီရုပ်ရှင်ဇာကားထဲမှာတော့မြင်းမြက်ကသတင်းထနာတခုရဲ့သတင်းတော်ပုံစံမျိုးနဲ့ပါဝင်သရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်အဆိုပါဇဝင်ကန်ကတော့မြမရိုးရာယုံကြည်ကိုးကွယ်မှုတွေလည်းပါဝင်နေခဲ့ပြီးမစ်ပြန်ဝဲတခုလိုမျိုးဖန်နှီးပုံပေါ်ထားခဲ့တာဖြစ်ပါတယ်မြင်းမြက်ကအဆိုပါမစ်ပြန်ဝဲကိုသတင်းသွားယူရတဲ့ဇဝင်ကန်ဖြစ်ပါတယ် အခုလိုမျိုး tradition ဝတ်စုံကိုဝတ်ဆင်ထားရင်တရုတ်ဆောင်ကြီးမာလေးရဲ့မျက်လုံးတွေဟာရိုက်ကူးနေရင်ပုံမှန်နေထားမျိုးမဟုတ်တဲ့ပဲစူးစိုက်ကြည့်တဲ့ပုံမျိုးဖြစ်ပြီးတော့ကြည့်နေရင်တောင်မှမြင့်မြတ်ကိုချက်သိမ်းထားလာစေခဲ့ပါရီမြင့်မြတ်ကဒီဇက်ကားထဲမှာအမြင်အာရုံထူးခြားစွာနဲ့ရရှိနေတဲ့လူတယောက်လိုတရုတ်ဆောင်ရပါရီတွိုင်းလာရင်လည်းပဲတရေတစေတွေကိုမြင့်မြတ်ကတွေးမြင်ရလေးရှိတဲ့ပြီးအစိုးရမကျွလို့သေးတဲ့သူတွေကလည်းမြင့်မြတ်ကိုဝိုင်းပြီးတော့ကုညီတောင်းခံကြပါရီ ဒါပေမဲ့မြင်းမြက်ကတရေကြောက်တဲ့သူဖြစ်လို့တရေတွေကသူ့ကိုကူညီတောင်းမလာကြပါမိ။မြင်းမြက်ကတရေတွေကိုတွေ့ရနေထွက်ပြေးနေရတဲ့ကာရီတာမျိုးနဲ့တရုပ်ဆောင်ပေးထားတာဖြစ်ပါရည်။ဒီစကားကိုတရုပ်ဆောင်ရတာမြင်းမြက်အတွက်တော့အတော်လေးကိုမအမှတ်တရဖြစ်ပါရည်။ traditional ဝတ်စုံကိုဝတ်ဆင်ပြီးတော့ miss ပြန်ပဲဝင်ပြိုင်ကြတဲ့ဇဝင်ကန်ရှိုက်ကိုစင်မှာဆိုရင်မြင်းမြတ်တွေပို့လို့တောင်မှအမှတ်ရစရာဖြစ်ရတဲ့အချိန်ဖြစ်ခဲ့ပါတယ် မြင်းမြက်ကအဲ့ဒီ miss ပြန်ပွဲကိုသတင်းသွားယူတဲ့ပုံစံဖြစ်ပါတယ်။ဒါကြောင့်ကင်မရာကိုကင်ပြီးတော့တပ်ပုံရိုက်ကူးတဲ့ဟန်မျိုးတရုပ်ဆောင်ရပါတယ်။ကင်မရာကိုကင်ပြီးတော့ရိုက်ကူးစင်မှာ traditional ဝတ်စုံကိုဝတ်ဆင်ပြီးတော့ miss ပြန်ပွဲဝင်တဲ့ဟန်မျိုးတရုပ်ဆောင်ရတဲ့ကလေးမလေးဟာတရုပ်ဆောင်ပြရင်းနဲ့တကယ်ပဲနဝင်ပူပွားသလိုမျိုးလုံးတွေကစားတာမယ်လို့မဟုတ်တော့ဘဲစူးစိုက်ကြည့်နေပုံကကြောက်စရာကောင်းနေကြတာဖြစ်ပါတယ်။ဒီကန်ကမြင်းမြက်တော့မပြောတတ်ပါဘူး။အပြင်ကနေရုပ်ရှင်ကိုကြည့်ရင်ကျမတို့တောင်မှစက်သိမ်းမှုတွေထားကြရပါတယ်။ အစိုးရကမာလီကငိုယုံမှုတွေလည်းဖြစ်ခဲ့ပါတယ်။အခုလိုမျိုးပူရာကတ်တာမျိုးတွေကိုမိမျက်နေနဲ့အရှင်တုံးကတခါမှကိုမမတွေ့ခဲ့ဘူးပါဘူး။ဒီစကားကိုရိုက်ကွေးနေမှာပထမဆုံးချိန်ကိုရိုင်းကိုကြာမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ကမာလီကရုတ်တရက်ချင်းငိုနေတာကိုတွေ့လိုက်ရတဲ့အချိန်မှာဆိုရင်မြင့်မြတ်ရဲ့စိတ်ထဲမှာဘာများဖြစ်တာလဲမသိဘူးဆိုပြီးတော့ရှင်မထိတ်သွားရတာပါအဆိုပါစဝင်ခံမှာဆိုရင်မြင့်မြတ်ကသူကိုယ်တိုင်မှာနှဝင်ပူးသွားတဲ့ပုံစံမျိုးနဲ့ပြုတ်ဆောင်ရတာဖြစ်ပါတယ် င်းမြဟာခုချိန်ထိဆိုရင်လည်းရုပ်ရှင်တွေဗီဒီယိုစကားများစွာကိုရိုက်ကူးထားပြပြီဖြစ်ပါရည်။အဲ့ကားထဲမှာစုံကားတွေတရေကားတွေလည်းများကြီးပါဝင်ခဲ့ပါရည်။ဂျိုင်းမလေးပူကတ်တာမျိုးကိုတော့အခုချိန်မှသာမင်းမြကပထမဆုံးအနေနဲ့ကိုယ်တိုင်မြင်တွေ့ခန်းစားရဖို့ရဖြစ်ပါရည်။အဓိကအပြင်ရှူတင်တရှိတဲ့နေရာကကွာခြားတာကြောင့်မရမလားဆိုပြီးတော့မင်းမြကတန်တရာတော့ရှင်နေပါရည်။ပရိသတ်များအနေနဲ့ကရောအခုလိုမျိုးတရုတ်ဆောင်တွေတကယ်နဲ့ဝင်ပူတွေဆိုတဲ့168နာရီစကားနဲ့ပတ်သက်လို့ မိမိရဲ့စကားတွေပါမှာဘယ်လိုမျိုးထင်မြင်ယူဆမိကြပါသလဲ။ comment ကနေပြောခဲ့ပေးလို့ရပါတယ်ရှင်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူတင်ရှိပါတယ်။